Nationwide ဘာအော်ပေါ့နော်ခုအန်ဒီပြောရတဲ့မှာဆိုလို့ရှိရင်လဲစီးပွားရေးတွေဆန့်ရှင်နေတာအများကြီးပြောရတယ်ပေါ့ FDI အကြောင်းလဲကျွန်မစိတ်ဝင်စားတယ်ရှင့် FDI အခုလက်ရှိမြန်မာနိုင်ငံကိုဒီ foreign direct investment တွေ foreign investment တွေပေါ့နော်မြန်မာနိုင်ငံလည်းအခုစ조사နေတယ်မြန်မာဆိုရလည်းစ조사နေတယ်အခုအပြောင်းလဲရေလည်းဒါနိုင်ငံရေးအပြောင်းလဲရေလည်းဖြစ်တော့မယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဒီဟာပေါ်မှာအဒီရဲ့အမြင်လေးထပ်ပြီးပြောပြပေးပါဦးမြန်မာနိုင်ငံ net FDI ား FDI ဆို Foreign Direct Investment ပေါ့နော် Foreign Direct Investment ရဖို့ဆိုလို့ရှင် investor ဒီနေရာဟိုကိုကိုပစ်ကိုရဲ့ငွေနော်ကိုသူကျမတို့ကဘာလို့လဲဆိုကျမတို့စီမံလို့တာကျမတို့ကမြေကြီးပေးနိုင်မယ်လောက်သားပေးနိုင်မယ်ဆိုပါတော့နော်သူတို့ကငွေနဲ့နောက်သူတို့မှာအရင်ဖြစ်လာမယ်အရင်ဤဝင်လာမယ်ဒီနီးပညာပါပါလာမယ်ကျမတို့မသိတဲ့နီးပညာ အဲ့ဒါမျိုးပါလာရမယ်ပါလာတဲ့အခါကျတော့ဟိုအဲ့ဒါမျိုးပဲရွေးပြီးပေးရမယ်အဲ့တော့သူတို့ပေးဖို့ဆိုတာလေသူတို့ကယုံကြည်ဦးမှာဒီနိုင်ငံက stable ဖြစ်ရလားအကျမတို့ပြည်တွင်းစစ်တွေဖြစ်နေတယ်ဆိုရနဲ့ဘုံနေထနေတယ်နောက်တော့ ဒီနိုင်ငံဒီမိုကရေစီနိုင်ငံဖြစ်ရလားပေါ့နော်မမီးကိုတော့တရုတ်ကိုတော့သွားတာသူတို့တရုတ်ကြီးကြတော့ဒီမိုကရေစီမဟုတ်ပေမဲ့လည်းငြိမ်းနေတနိုင်ငံတော့ကသူတို့ကငြိမ်းနေအောင်ကွန်မြူနတီပါတီရဗီယက်နမ်ကိုလည်းသူတို့တအားသွားတယ်ဗီယက်နမ်လည်းကွန်မြူနတီပါတီနော်တပါတီပဲလာအိုစ်လည်းဂျမလေး Unilever အဖိတ်လို့ဂျမသွားဘူးတယ်လာအိုစ်မှာလည်းသွားဘူးတယ်ဗီယက်နမ်မှာလည်းသွားဘူးတယ်တရုတ်ပြည်လည်းသွားဘူးတယ်မက်ကန်အရက်ဆန်အဖိတ်လို့အဲ့ တွေသွားတဲ့အခါဒီနိုင်ငံတွေက community နိုင်ငံတွေပဲသူတို့ဝင်နေသူတို့ investment ကဝင်နေဘာလို့ငြိမ်လို့ငြိမ်လို့ stable ဖြစ်တယ်เนาะ stable ဖြစ်တယ်အဲ့မှမှ stable မဖြစ်ရင်သူတို့ဟိုအရင်းတို့အရေးခင်းနေဖြစ်ရင်သူတို့ဆက်ရုံနဲ့မီးရှို့ဘယ်လိုလုပ်မလဲနော်အဲ့တော့ stable ဖြစ်ရမယ်။နောက်ကျွန်တော်တို့ကဒီမိုကရေစီနိုင်ငံဆိုလဲ stable ဖြစ်တဲ့အောင်မြင်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်ရမယ်။ ဟုတ်တယ်မလားနော်နောက်ပြီးလို့ရှိရင်ဒီ investor အတွက်ကိုဟို investment environment เนาะအဲ့လိုညိမ့်မဲ့ဆိုရရှိရမယ်เนาะပြီးလို့ရှင်ဒီတရုတ်ပြည်ဆိုလို့ရှင်သူတို့ကလုပ်သားတွေရှိတယ်เนาะသူတို့ကဟိုတရုတ်ပြည်က communist တောင်းอ่ะဆိုရင်သူတို့ဆက်ရုံနေတအားထုတ်ခဲ့တာ လက်ရှိတွေကအဲ့အရာတွေထုတ်ခဲ့တော့တို့ကအစင်းသင်းဖြစ်နေတယ်။စင်းသင်းဖြစ်နေတော့ဒီကဟိုတို့စီကအကုန်ထုတ်တာလေတရုတ်ကအဲတို့စီကဟိုဟိုဒီပမာပြီမာလည်းအကုန်ထုတ်တာပဲ။ပမာပြီမာလည်းအကုန်ထုတ်ပြီမဲ့ပမာပြီမာဆရာဆက်ယုံနေပါတော့ပါ ဖောင်တိန်လည်းရှိတယ်ပါလည်းရှိတယ်မဆာလာခစ်ကဆက်ယုံနေရလေအအခုတည်းဒီဘာမှအရှုံးပေါ်နေတာပဲလေသူတို့ကျမကျမတို့မိဘတွေကျမတို့တော့ဂျေးမုံတရင်စာကျမတို့ကျမတို့အတော်ပိုင်နာနော်ဟန်တာအိနိုင်ကိုကျမရခမပိုင်နာကျမအဖေ construction နော်ချင်းချူတို့နဲ့တရုတ်တွေနဲ့ construction အကောလုံးတိတ်ခဲ့တာလေတိတ်ပြီးတော့အနည်း20ဒီ social media မဆာလာလောက်တာဘာမှမအောင်မြင်ဘူးလေဆက်ယုံနေသူတို့တိတ်နေရုပ်ရှင်ယုံနေတိတ်နေ ရုပ်ရှင်ကတော့အောင်မြင်ပါလိမ့်မယ်၆တိ၆ချက်ဒီကျန်တဲ့စက်ရုံတွေဘာမှပြည်တွင်းအတွက်လုံလောက်အောင်မထုတ်နိုင်ဘူးလေ ဟုတ်တယ်မလားကာဆာလာတို့ဘာတို့ကမိမိဖို့လေးဘာလေးတွေပါပဲရှိမယ်ရေကဲတစ်တာတောင်ကောင်းကောင်းမထုတ်နိုင်ဘူးတရုတ်ပြည်မှာလည်းအဲ့လိုပဲရေကဲတစ်တာတောင်ကောင်းကောင်းမထုတ်နိုင်တဲ့အချိန်မှာသူတို့က policy ပြောင်းလိုက်တဲ့အခါကျတော့သူတို့ရေကဲတစ်တာဆက်တက်နစ်ကောမှဆက်လုံးလောက်ထုတ်တဲ့ရေကဲတစ်တာကိုတရုတ်ပုဂ္ဂလိကဝင်ပြီးလှုပ်လိုက်တာအဲ့အကောင်ပဏီကဆိုကြီးလို့လို့အခု America company ကိုတောင်ဝယ်ချလိုက်ပြီးအဲ့ဒီတရုတ်က အဲ့ဒီကကုမ္ပဏီကအမေပြီးရင်တကမ္ဘာလုံးမှာနံပါတ်1သူတို့ကအကြီးကဲထစ်တာ white good ခေါ်တာပေါ့ microwave တို့အကုန်လုံးအဲ့လိုမျိုးပေါ့အဲ့တော့ public ကနဲ့အစိုးရစထာနာဆိုလို့ရှိရင် public ကတော်တယ်အဲ့ဒါကိုအဲ့ဒါကိုတော့စဉ်းစားရမယ်နော်အဲ့တော့ဟိုကိုကြီးပဲအစိုးရပဲလို့ရင်ပိုင်ရှင်မရှိတဲ့သဘောဒါကျမအတွေ့အကြုံပြောပြတာလေဒါပေမဲ့လည်းအဲ့မှာ the investment fdi များဖို့ဆိုနံပါတ်1ဟိုကိုကဒီမိုကရေစီဆိုလဲဒီမိုကရေစီ ကောင်းကောင်းတည်ငြိမ်တော့နော်နောက်ပြီးတော့သဘုံနေမထဘူးအဲ့လို environment ကိုပေးရမယ်အပြင်ဒီဘလို့ခေါ်တယ်တရုတ်ကြတအားတော်တာအခုဆိုလို့ရှိရင်တို့တရုတ်ပြည်ကနေ trade war နဲ့ဆက်ယုံနေထွက်ဖို့တောင်မှတခြားနိုင်ငံမှာတရုတ်ပြည်မှာလို့တို့ကဟိုဘလို့ခေါ်မလဲစိတ်ကမ်းရှိရမယ်ပြီးရင်လျှက်စစ်မီအလုံးလောက်ရှိရမယ်နော်လောက်သားရှိရမယ်လောက်သားကလည်းအခုလုံးဝ ပြောင်းသွားပြီနော် economic ကပေါ့အခုကဆိုလို့ရှင် AI AI တွေထွက်လာတဲ့အချိန်မှာအခုဒီထားဝါနာဆိုလို့ရှင်လည်း AI chip တွေနဲ့တအားချမ်းသာလာမလေးရှားကမီအောင်လုပ်နေပြီနော်ကျမတို့ကဘလို့နှမ်းပြီးတော့မီရမန်းတောင်စဉ်းစားလို့တောင်မတတ်တော့ဘူး အခုခေတ်ကဟောပါတော့ပညာရက်ဆိုလို့ရှိရင်လည်းပညာရက်တစ်ခုတည်းကျွမ်းကျင်ုံနဲ့မရတော့ဘူးပေါ့ multi scaling ခေါ်တာပေါ့ကျန်တဲ့ဟာတွေအဖက်ဘက်ကဟောပါတော့ prefer ဖြစ်မဲ့ဟာတွေကိုလည်းကျွမ်းကျင်မှရမှာပေါ့နော်ဆွဲခါကြတော့အိန္ဒိယလည်းဒါအဲအတွေ့အကြုံတွေလည်းအခုနားထောင်ကြည့်တော့အများကြီးပဲပေါ့နော်နောက်စုံဦးတည်ထွင်တဲ့ဘိုင်းတွေမှာလည်းအဲ့ဒီအများကြီးလုံးခဲ့တာသိရတယ်ပေါ့နော်ဆွဲခါကြတော့အခုဟောပါတော့ shift shop ပေါ့ဒီမြန်မာနိုင်ငံအာခွန်ပြိုးတိုးတက်ရေးမှာဥပမာဆိုလို့ရှိရင်အခုဆိုရှင် AI နေပေါ့ AI စနစ်တွေ AI နေပေါ့နော် AI ရန်ထွန်းလာလာတယ်ဆိုတော့ပညာရေးခန္ဓာတို့ AI တို့နဲ့ချိတ်ဆက်ပြီးတော့အန်ဒီဘလိုမျိုးတွေမြင်တာမျိုးတွေရှိအောင်မလဲရှင်အခုလေအခုပေါ့ STEM education ခေါ်တာပေါ့ STEM ဆိုတာ S T E M ပေါ့နော်အဲ့ဒါကိုသင်ချာသိပ္ပံဒီ engineering အဲ့ဒါကိုဟို China မှာအများဆုံးပဲအဲ့ STEM education bus အဲ့အဲ့ရဘွဲရ တရုတ်ပြည်ကအများဆုံးထွက်တယ်။ဘာကြောင့်ထွက်လဲဆိုတော့ဒါကြောင့်မို့သူတို့ကဒီနိုင်ငံခြားတစ်ကမ္ဘာလုံးကသူတို့စီလာတာလေ။ဘာကြောင့်ဆိုကျက်စင်မီလက်စင်မီရအောင်လေသူကလည်းမြင့်မှန်သနာမြင့်တစည်းဆို900လောက်ရေကာတာလုပ်ပြီးထုတ်တာတယ်။အခုကျတော့ရေကာတာတွေမကဘူးသူတို့ကအမြင့်မှဟိုနေရောင်လမ်းနေရံပါထုတ်ပြီး EV ကားတွေထုတ်ပြီး EV ကား Tesla လုပ်နေတာကြားလာပြီ Tesla Elon Musk လုပ်နေတာနံပါတ်1เนาะပထမဆုံး EV ကားလုပ်တာအခုတရုတ်ပြည်က ဘက်ထရီပေါ်တော့မှသူ့တက်ဆိုတော့အဆင်ပြေတော့တယ်တရုတ်ပြည်ကဘက်ထရီကအားလုံးထဲမှာအသာဆုံးပဲ BYD အခု number 1ဖြစ်ပြီအခုဆိုလို့ရှိရင်အရင်က BYD EV ကားတွေနောက်ဆက်နေဆိုရင် EV တွေပဲတော့အဲ့တော့သဘောကတရုတ်ကဘာလဲဆိုတော့တော်တာကသူတို့ကအကုန်လုံး education stem education အကုန်ပေးလိုက်တယ်အခုဆိုလို့ရှိရင် coding နဲ့ AI ကို သူသူငယ်တန်းနဲ့ middle class ကစတင်နေအဲ့တော့ကျမဗမာပြည်ကိုလည်းအနာဂတ်အတွက်ကလေးတွေမွေးထုတ်ရင်အဲ့လိုပညာ တင်ကြားရေးတင်ရွညွန်းထန်းတွေပါပြောင်းရမယ်နော်အခုဆိုလို့ရှိရင်ဒီတရုတ်ပြည်တရုတ်ပြည်မှာတရုတ်ပြည်နဲ့အခုစင်ကာပူဆိုအရင်လဲတာတရုတ်ပြည်နဲ့ပေါင်းပြီးတော့တက္ကသိုလ်တွေလုပ်နေပြီအရင်တော့တရုတ်တရားဆိုရယ်အမေရိကန်အမေရိကပညာရေးမှာအတော်ဆုံးပဲအင်္ဂလန်အမေရိကအနောက်နိုင်ငံပညာရေးတအားတော်တယ်သူတို့တွေသူတို့တွေကလူတွေကိုလည်းနေတင်နေ research တွေလုပ်တော့ အင်ဒရီယာပညာရှင်တွေအားလုံး engineer တွေအားလုံးကအမေရိကန်မှာကြတော့ CEO ကြီးတွေအကုန်ဖြစ်ကြတယ်အဲအိန္ဒိယမှာသူတို့ဖြစ်လာဆိုမဖြစ်ဘာကြောင့်ဆိုနိုင်ငံရဲ့เนาะနိုင်ငံကနေရာပေးတဲ့အပေါ်မှာမူတည်တာเนาะအမေရိကန်ကထိပ်တန်း company တွေ CEO တွေကတရုတ်နဲ့အိန္ဒိယတွေဖြစ်တယ်เนาะအိန္ဒိယမှာ သူတို့ပြန်သွားရင်မဖြစ်ဘူးအခုချို့ဆိုလို့ရှိရင်အခုထိုင်ဝမ်ဆိုတဲ့အမေရိကထိုင်ဝမ်ပညာရှင်ပြန်ခေါ်ပြီးတော့သူတို့ DSMC ထောင်းတယ်နောက်ဆုံးဝင်ကြီးချုပ်တောင်မှအဲ့ DSMC ကနေပြီးတော့နိုင်ငံရေးဝင်ကြီးချုပ်ခံအဲ့လောက်တောင်ထိုင်ဝမ်ကျွန်းကအဲ့လိုဟိုမလေးရှားကလည်းသူတို့မလေးရှား တရုတ်ကိုပြန်ခေါ်ပြီးတော့သူတို့ချစ်အဲ့လိုပေါ့ကိုကိုရီးယားသူများနိုင်ငံတွေကအဲ့လိုအဲ့လိုလင်းနေတာကျမတို့တွေကဘိတ်ချီဘိတ်ချီဟောကိုကွာသူသွင်းတူးပြီးတော့ဘိတ်ချီရောက်တာတောင်မကျေနပ်လို့ဒီတဲ့ဘိတ်ချီချင်းနေဆိုတော့ခါရမြေကြီးတဲ့တူးပြီးတော့အောက်ဆင်းပြီးတော့နေမဲ့နိုင်ငံဖြစ်နေတယ်အဲ့ဒါကြောင့်မို့အဲ့ဒါတွေကိုကျမဒါကြောင့်မို့နိုင်ငံရေးနိုင်ငံရေးပြောပြီးတော့ဟာဘာညာ တီပဲပါတီဗန္နာအာဆရာမကျွန်မဘာမှမကြားချင်ဘူးဘာမှမကြားချင်ဘူးဒါနိုင်ငံရေးကျွန်မလုပ်ချက်ဆိုတာအခုဒီဟာတွေနဲ့ပြိုင်ဖို့လည်းမဟုတ်ကျွန်မလုပ်တာကျွန်မနိုင်ငံနဲ့ကျွန်မနောက်ဖြစ်လာမဲ့လူငယ်တွေအတွက်နဲ့အခုလက်ရှိမိဘတွေနဲ့ ဟိုလုပ်ငန်းရှင်တွေအတွက်เนาะအဲ့ဆိုနောက်ပြီးစီးပွားရေးလုပ်ငန်းရှင်ဆိုလေခါရဲဟိုဘယ်လိုလဲဆိုကျမတို့ကအဲ့လိုဟိုတချို့တွေရတယ်သူတို့ငားဖို့ပဲနောက်ငားဖို့ရငားစာချမယ် speculative နဲ့လုပ်ပြီးချမ်းသာရင် ပြီးရောပြီးရင်ပတ်စံယူပြီးတော့နိုင်ငံခြားသွားနေကြမှာအခုဆိုလဲဘာကောက်ထွက်နေကြတဲ့လူတွေအများကြီးပဲမဟုတ်ဘူးကိုကရေရှည်အတွက်လုပ်ရမယ်ကိုပတ်စံเนาะဟုတ်တယ်မလားရေရှည်အတွက်လုပ်ရမယ်ဟိုကိုရဲ့ဟို နောက်လာနောက်သားတွေအတွက်ကိုတိုင်ကြီးနောက်လာနောက်သားတွေအတွက်ရင်းနှီးရမယ်ဟုတ်တယ်မလားပညာရေးကျမ်းမာရေးနောက်ပြီးတော့စီးပွားရေးမှာအစနော်ဒီအဲ့တော့ဟိုမှာဆိုရင်တရုတ်ပြည်ကဆို public ရှိတယ် government ရှိတယ် public ကိုသူကပတ်စံနေပြီးတယ် the public ကမလေး EV ကထောက်တာ200ကျော်လောက်ရှိတယ်အဲအစိုးရဆူတယ်နင်တို့200ကျော်လောက်ဈေးတွေပြက်နေပြီတော်ပြီပေါ့နောက်တော့ တခြားတွင်လုံမဲ့ဟာကြတော့သူတို့ကမလုံချင်ဘူး EV ကကြတော့လုံချင်တယ်တရုတ်တရားတဲ့အတူတူပဲလေမမပြေရလူတွေလည်းငါဖွက်ရပဲငါစားချချင်တာမဟုတ်ဘူးအဲ့ကြအဲ့ကြတော့အရင်ကနေပြီးတော့အစိုးရကကြတော့အစိုးရကကြတော့ရေရှည်သူတို့အနစ်နာခတ်ပြီးရေရှည်ဟာဒီလုတ်တယ်တရုတ်အစိုးရဘာကြောင့်ဆိုပုတ်ကလစ်ကမလုတ်ဘူးလေအဲ့လိုမျိုးပေါ့ပုတ်ကလစ်